င်္ဂလာပါရှင်။အောက်တိုဘာ31ရက်တောက်ကြနေတဲ့အတွက်ရန်ကုန်တခွင်သတင်းစုံလင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ပထမဦးစွာတင်ဆက်ပေးမယ့်သတင်းကတော့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန38ချိန်မြောက် နှစ်ပတ်လည်နေ့အားကျိုးစုခုပြုတော်အဖြစ်ကဘာရေးစီတီတော်ကြီးတွင်စူပေါင်းတန်ရှင်ပြုလုပ်တဲ့တွင်ဖြစ်ပါတယ်။အထူးတွင်အုပ်ချုပ်ရေးဦးစီးဌာန၏38ကြိမ်မြောက်နှစ်ပတ်လည်နေ့အားကျိုးစုခုပြုတော်အဖြစ်ရန်ကုန်တိုင်းဒေသကြီးမြောက်ကလာပါမြို့နယ်အောက်တိုဘာ30ရက်နေ့နနက်ပိုင်းကကဘာရေးစီတီတော်တွင်စူပေါင်းတန်ရှင်ပြုလုပ်ကြကြောင်းသိရပါတယ်။စူပေါင်းတန်ရှင်ဆောင်ရွက်ရာတွင်မြောက်ကလာပါမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးဦးမိုးသူနှင့်ဝန်ထမ်းများစုပေါင်း၍ဖျားပရဝံအတွင်းပြင်များတွင်တန်ရှင်းပြုလုပ်ခြင်းများကိုစုပေါင်းဆောင်ရွက်ကြကြောင်းသိရပါတယ်ရှင်။ဤသတင်းကိုတော့တက်လွင်စိုးကပြပခဲ့တာဖြစ်ပါတယ်ရှင်။ဆလဗီတင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့ဒလားမြို့နယ်တွင်34ကျင်းမြောက်မြို့နယ်လုံးကျုပ်စူပေါင်းမဟာဘုံဂရင်းပွဲကျင်းပတဲ့သတင်းဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးဒလားမြို့နယ်တွင်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှကြီးမူ၍မြို့နယ်အစဉ်ဌာနဆိုင်ရာမြ မြို့နယ်အခြေပြုလုံခြုံရေးတပ်ဖွဲ့ဝင်များရက်ွက်ကြီးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့်မြို့မီမြို့ဖအလှူရှင်များစုပေါင်းခြင်းပါသည်34ကြိမ်မြောက်မြို့နယ်လုံးကျွစုပေါင်းမဟာဘုံဂရင်းပွဲကိုအောက်တိုဘာ30ရက်မွန်းလွဲ့တနင်္လာရီကကျင်းပကြောင်းသိရပါသည် ကထိန်ဘွဲတွင်စူပေါင်းပရိသာပင်များကိုကမာကစင်ရက်ွက်ရှိအလေကြောင့်ပရိယတိစာတင်ကြောင်းတို့ပို့ဆောင်ကြရဲလို့သိရပါတယ်။အောက်တိုဘာ31ရက်နေ့တွင်ចောင်းတိုင်များတို့မဲနိုင်လှူဒန်းပြီးနောက်ရေဆက်သွန်ချအမျှပေးဝေချာမည်ဖြစ်ကြောင်းသိရပါတယ်။လှူဒန်းသည့်ပရိသာပင်တရာပင်မှပစ္စည်းတန်ဖိုးငွေကျပ်226သိန်း5900ကျပ်ငွေသားတန်ဖိုးငွေကျပ်932သိန်း1150ကျပ်စုစုပေါင်းလူတိုင်းငွေကျပ် 958သိန်း6200ကျပ်ဖြစ်ကြောင်းသိရပါတယ်ရှင်။ဒီသတင်းကိုတော့ခင်းဆန်းနာမြင့်ကပြပုခဲ့ခြင်းဖြစ်ပါတယ်။ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့တွန်တင်းမြို့အမှတ်1အမှတ်2အခြေခံပညာထပ်တန်းကျောင်းများတွင်စူပေါင်းမဟာဘုံကတိပွဲကျင်းပတဲ့သတင်းဖြစ်ပါတယ်။ တွန်တင်းမြို့အမှတ်၈အခြေခံပညာထပ်တန်းကျောင်းတွင်စူပေါင်းမဟာဘုံကတိန်ပွဲကိုအောက်တိုဘာ30ရက်နနက်9:00နာရီအချိန်ပါကြောင်းသိရပါတယ်။ဘုံကတိန်ပွဲတွင်တာဝန်ခံကျောင်းဆရာကြီးဦးအောင်စောနိုင်နှင့်ဆရာဆရာမများကျောင်းသားကျောင်းသူများကပရိသတ်ပင်များကိုမြို့အတွင်းသို့စီတက်လှည့်လည်ကြပြီး ကွန်ချံရက်ကွက်ကွန်ချံရိတ်တာကြောင်းတိုက်တွင်ကထိန်ခင်းခြင်းနှင့်ကထိန်သင်ငန်းဆက်ကတ်လူရန်ချင်းများကိုဆောင်ရွက်ခဲ့ကြပါသည်လူရန်သည့်ပရိသတ်ပင်14ပင်စုစုပေါင်းလူရန်ငွေကျပ်သိန်း100ကျော်ကိုမြို့နယ်တွင်ရှိဖုံးတော်ကြီးကျောင်းဆဲကျောင်းကိုမင်းနိုင်လူရန်ကြားကျောင်းတည်ရပါသည်ရှင်အလားတူတွန်တင်းမြို့အမှတ်နှင့်အခြေခံပညာထက်တန်းကျောင်းမြူမာဤစူပေါင်းမဟာဘုံကတိန်ပွဲကိုအောက်တိုဘာ30ရက်နနက်9:00နာရီကကျင်းပကြောင်းသိရပါတယ် ကထိန်ပွဲတွင်ကျောင်းဆရာကြီးဦးခင်စောညွန့်နှင့်ဆရာဆရာမများကျောင်းသားကျောင်းသူများကပရိသတ်ပင်များကိုမြို့အတွင်းသို့စီတက်လှည့်လည်ကြပြီးကွန်းချံရက်ကွက်တော်ရဓမ္မရိပ်တာကြောင့်တိုက်တွင်ကထိန်ခင်းခြင်းနှင့်ကထိန်တင်ငန်းဆက်ကက်လူတန်းခြင်းများကိုဆောင်ရွက်ခဲ့ကြပါတယ်။ပရိသတ်ပင်များဤတန်ဖိုးချက်88သိန်းကျော်ဖြစ်ကြောင်းသိရပါတယ်ရှင်။ဤသတင်းကိုတော့မျိုးလိုက်ကပြပို့လာတာပဲဖြစ်ပါရဲ့ရှင်။ဆက်လက်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့ ်တွန်တင်းမြို့တွင်ခြေကင်ပညာထက်တန်းကျောင်းကစူပေါင်းမဟာဘုံကရင်ပွဲကျင်းပတဲ့ကျောင်းဖြစ်ပါရဲ့ရှင်။ရန်ကုန်တိုင်းဒေသကြီးတွန်တင်းမြို့ခြေကင်ပညာထက်တန်းကျောင်းကကျွန်းတော်တွင်စူပေါင်းမဟာဘုံကရင်ပွဲကိုအောက်တိုဘာ30ရက်နေ့နဲ့8နိုင်ရကျင်းပကြောင်းသိရပါရဲ့။ ကထိန်ပွဲတွင်ကျောင်းဆရာမကြီးဒေါ်ထွေးငင်ငယ်ထွန်းနှင့်ဆရာဆရာမများကျောင်းသားကျောင်းသူများကပရိသတ်ပင်များကိုကျွန်းတော်ရက်ွက်အတွင်သို့လှည့်လည်ကြပြီးကျောင်းသစ်ပရိယတိစာတင်တိုက်သို့ငွေကျပ်တန်ဖိုး639000ရှိ ပရိသတ်ပင်များကို၎င်းဇင်းကျန်ကျောင်းတိုက်သို့ငွေကျပ်တန်ဖိုး839000ရှိပရိသတ်ပင်များကို၎င်း ကွန်ချန်ရိတ်သားကြောင့်တို့ငွေကျပ်တန်ဖို့63600ရှိပရိသတ်ပင်များကို၎င်းရွှေညောင်ပင်ကြောင့်တို့ငွေကျပ်တန်ဖို့63000ရှိပရိသတ်ပင်များကို၎င်းရေချောင်းကြောင်းတိုက်တို့ငွေကျပ်တန်ဖို့9000ရှိပရိသတ်ပင်များကို၎င်းလိုင်းလံပူဆောင်ကြပြီးကြောင်းတိုက်ဒီတီမဆရာတော်များက ကထေအမှုမောဒနာတရားဟောကြားချီးမြှင့်တော်မူကြကြောင်းသိရပါရဲ့ရှင်ဒီသတင်းကိုတော့မျိုးလိုက်ရပေးပို့လာတာပဲဖြစ်ပါရဲ့ရှင် နောက်ဆုံးတင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့မြောင်းကလာပါမျိုးနဲ့အမှတ်၄ချင်းငင်ပညာလေတန်းကြောင့်စူပေါင်းမဟာဘုံကတင်ကျင်းပတဲ့သတင်းဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးမြောက်လာပါမြို့နယ်အမှတ်လေးခြေကင်ပညာလယ်တန်းကျောင်းမိသားစုမှစုပေါင်းမဟာဘုံကရင်ကိုအောက်တိုဘာ29ရက်နေ့နက်ပိုင်းကကျောင်းရည်တွင်ရက်ွက်တိရိဓမာယုံကျောင်းတိုက်တွင်ကျင်းပကြောင်းသိရပါတယ်။ကထိန်ပွဲတွင်ကျောင်းဆရာကြီးဦးဆောင်ရင်ဆရာဆရာမများကျောင်းသားကျောင်းသူများကကထိန်ပရိသတ်ပင်များဖြင့်လှည့်လည်ပူဇော်ကတိရိဓမာယုံကျောင်းတိုက်ဆရာတော်ကြီးအမှုပြုသောဆရာတော်ကြီးများထံသို့ဆက်ကပ်လူရန်ကြကြောင်းသိရပါတယ်။စုပေါင်းမဟာဘုံကရင်သင်ငန်းဆက်ကပ်လူရန်ရာတွင်ငွေ သားသိန်း20ချက်ပစ္စည်းတန်ဖိုး10သိန်း5000ချက်စုစုပေါင်းတန်ဖိုးသိန်း35000ချက်အားလူတိုင်းကြောင့်သိရပါတယ်ဒီသတင်းကိုတော့တက်လွင်ဆိုတာပြေပို့လာတာပဲဖြစ်ပါရဲ့ရှင်